အိန္ဒိယစစ်တပ်၏ Operation Sindo အမည်ရှိစစ်စင်ရေးအတွင်ကုလသမဂ္ဂ၏အကြမ်းဖက်စီးရင်တွင်ပါဝင်တဲ့ပါကစ္စတန်ရှိ Jaish E Mohammed လက်နက်ကိုင်အဖွဲ့အကြီးကဲ SR Mason နှင့်၎င်း၏မိသားစုဝင်10ဦး၎င်း၏အနီးကပ်တွဲဘက်4ဦးသေဆုံးခဲ့တယ်လို့ NDTV သတင်းတွင်ဖော်ပြခဲ့ပါတယ် PTI သတင်း Agency ဖော်ပြချက်အရတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် မာဆိုး၏မိသားစုဝင်များသည်ပါကစ္စတန်၏ပန်ဂျပ်ပြည်နယ် ဘဟာဝယ်ပူရခရိုင်ဘဟာဝယ်ပူရမြို့စင်ချေဘုံရှိ NH5 အဝေးပြေးလမ်းမအနီးရှိပလီတွင်ရှိနေခဲ့ကြတယ်လို့ဆိုပါတယ်ထိုအဆောက်အုံသည် Jaish A Mohammad အဖွဲ့၏လူငယ်လေးချိန်စင်တာတစ်ခုဖြစ်ပြီး15ဧကကျန်ဝန်းတယ်လို့ဆိုပါတယ်ထိုအဆောက်အုံတွင် Jaish A Mohammad အဖွဲ့အကြီးငယ်မူလာနာမဆုတ်အစဟာလက်ထောက်အကြီးငယ်မူတီရာဦးအက္ခာ မူလာနာအမာနဲ့အခြားမိသားစုဝင်များနေထိုင်ကြောင်းသတင်းတွေဖော်ပြထားပါတယ်။မာဆတ်သည်2019ခုနှစ်ကအိန္ဒိယဗချန်းရှိကက်ရှမီးယားဒေသတွင်အိန္ဒိယစစ်သား40တေဆုံးခဲ့တဲ့အသေးခံဘုံးခွဲတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့ဂျာအစ်အီမိုဟာမက်အဖွဲ့၏ခေါင်းဆောင်ဖြစ်ကကုလသမဂ္ဂက၎င်းဟာအကြမ်းဖက်စီးရင်တွင်ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။